အလုံးမင်းမင်္ဂလာပါရှင်။ Knowledge University YouTube Channel လေးရနေကြိုဆိုပါရယ်။ပေါင်းတင်ဆက်ဆံရေး၊စီးပွားရေး၊လူမှုရေးစတဲ့နယ်ပယ်တွေမှာထူးချွန်ကြတဲ့သူတွေဟာလူကဲခက်ပညာကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ထားကြတဲ့သူတွေပါ။ကိုယ်တိုင်လည်းလူတကာထက်ရှည်တလန်းတာခြင်းနဲ့ဆိုရင်လူကဲခက်ပညာကိုကျွမ်းကျင်တဲ့သူတယောက်ဖြစ်အောင်သင်ယူလေ့လာသင့်ပါရယ်။ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့လူကဲခက်နည်းလေးနည်းကိုမျှဝေပေးလိုက်ပါရရှင်။ လောကမှာလူမျိုးမျိုးရှိပါတယ်။နေရာတိုင်းမှာလူတွေရဲ့ဟန်ဆောင်တတ်တဲ့အတွင်းစိတ်အမှန်ကိုသိဖို့ခက်ပါတယ်။ဘာလို့ဆိုလူတွေရဲ့အတွင်းစိတ်နဲ့ယဉ်နေမှာဟန်ဆောင်တတ်တဲ့ဖုံးကွယ်တတ်တဲ့လောဘဒေါသအတ္တမာန မာယာပရိယေတွေရှိနေလို့ပါပဲ။လူတွေရဲ့နှုတ်အမှုရာကိုကြည့်ပြီးခံမှန်းလို့မလွယ်ရင်ကိုယ်အမှုရာကိုကြည့်ပြီးလူကဲခတ်ကြပြီမယ်။တကယ်လက်တွေ့မှာဟန်ဆောင်ကောင်းတဲ့သူတွေဆိုရင်သူတို့ရဲ့အတွင်းစိတ်အမှန်ကိုဖုံးကွယ်ဖို့အတွက်ခံမှန်းမှုမလွယ်တဲ့ဟန်ပန်အမှုရာပုံစံတွေကိုအသုံးချပြီးဟန်ဆောင်တတ်ကြပါရဲ့။ ။ဒါကြောင့်ရှေ့လူကြီးတွေကစိန်ကဲရွှေကဲထက် လူကဲခတ်တာကပူခတ်တယ်လို့ပြောခဲ့ကြပါဗျ။တာရကအနေနဲ့မြတ်ဗုဒ္ဓနဲ့ကောသလမင်းအကြောင်းပြောပြခြင်းပါတယ်။ဒီနေ့မှာမြတ်စွာဘုရားကပုပ္ပယုံကျောင်း၌တကားမုတ်အပြင်ဘက်ရောက်ရှိနေတဲ့ချိန်ကောသလမင်းကြီးရောက်လာပါတယ်။အဲ့ဒီချိန်မလန်းမကန်းမှာပဲဒိဋ္ဌိဆရာတွေတွာလာနေတာကိုကောသလမင်းကြီးမြင်တွေ့လိုက်ရပါတယ်။ဒါကြောင့်ကောသလမင်းကြီးကမြေမာထောက်ပြီးဒိဋ္ဌိဆရာတွေကိုလက်အုပ်ချီမိုးပြီးအယူအသီးပြုလိုက်ပါတယ်။ ပြီးတော့မြတ်စွာဘုရားကိုအောက်ပါတိုင်းလျှောက်ထားလိုက်ပါတယ်အရှင်ဘုရားဒီဒိဋ္ဌိဆရာရိယာယဟန္တာပုဂ္ဂိုလ်များဖြစ်ပါတယ်ဘုရားကောသလမင်းကြီးကသရာအားကောင်းတော်လဲအသိပညာအားနေတဲ့အတွက်ဘာမဖို့မမရတဲ့ဒိဋ္ဌိဆရာရိယောယဟန္တာရိလို့ထင်နေတာပါဒါကြောင့်မြတ်စွာဘုရားကအခုလိုမိန့်ကြားလိုက်ပါတယ်မင်းကြီးလူပုဂ္ဂိုလ်များအနေနဲ့ယဟန္တာပုဂ္ဂိုလ်ကိုသိဖို့မလွယ်ပါဘူးအဲ့ဒီအခါမင်းကြီးကအရှင်ဖျားဘာကြောင့်မှလဲဖျားဆိုပြီးရှုတ်တင်လိုက်ပါတယ် အဲ့ဒီအခါမြတ်စွာဘုရားကမင်းကြီးပထမအချက်ကလူတယောက်သီလရှိမရှိကိုအနားမှအတူနေဘူးမှသိနိုင်တယ်အတူမနေဘူးရင်မသိနိုင်ဘူးအတူနေဘူးလဲအချိန်ကြာမှသိနိုင်တယ်အချိန်မကြာရင်မသိနိုင်ဘူးစုံစမ်းမှသိနိုင်တယ်စုံစမ်းရင်မသိနိုင်ဘူးဉာဏ်ရှိမှသိနိုင်တယ်ဉာဏ်မရှိရင်မသိနိုင်ဘူးဒုတိယအချက်ကလူတယောက်စိတ်စင်ကြယ်မစင်ကြယ်ကိုစကားပြောဘူးမှသိနိုင်တယ်စကားမပြောဘူးရင်မသိနိုင်ဘူးစကားပြောဘူးလဲအချိန်ကြာမှသိနိုင်တယ် အချိန်မကြာရင် မသိနိုင်ဘူးစုံစမ်းမှသိနိုင်တယ်မစုံစမ်းရင်မသိနိုင်ဘူးညာရှိမှသိနိုင်တယ်ညာမရှိရင်မသိနိုင်ဘူးတတိယအချက်ကလူတစ်ယောက်ရဲ့အစွမ်းအစကိုဘေးရန်တွေးမှသိနိုင်တယ်ဘေးရန်မတွေးရင်မသိနိုင်ဘူးဘေးရန်တွေးလဲအချိန်ကြာမှသိနိုင်တယ်အချိန်မကြာရင်မသိနိုင်ဘူးစုံစမ်းမှသိနိုင်တယ်မစုံစမ်းရင်မသိနိုင်ဘူး ဉာဏ်ရှိမှသိနိုင်တယ်ဉာဏ်မရှိရင်မသိနိုင်ဘူးသရုတ်ထအချက်ကလူတစ်ယောက်ရဲ့ပညာအရေးချင်းကိုဆွေးနွေးဖို့မှသိနိုင်တယ်မဆွေးနွေးရင်မသိနိုင်ဘူးဆွေးနွေးလဲအချိန်ကြာမှသိနိုင်တယ်အချိန်မကြာရင်မသိနိုင်ဘူးစုံစမ်းမှသိနိုင်တယ်မစုံစမ်းရင်မသိနိုင်ဘူးဉာဏ်ရှိမှသိနိုင်တယ်ဉာဏ်မရှိရင်မသိနိုင်ဘူးဒါကြောင့်ယဟန္နာဆိုတာသိဖို့မလွယ်ဘူးမင်းကြီးဆိုပြီးမြတ်စွာဘုရားကထိုသူမိန့်ကြတော်မူတဲ့အခါကောသလမင်းကြီးကအရှင်ဘုရားအံ့ဩစရာကောင်းလိုက်တာဖျား တကယ်မှတ်သားဝဲစကားပါပဲဖရာလို့ရှောက်ထားလိုက်ပါတယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့လူကဲခန့်နီးလေးနီးယာဓမ္မနယ်ပယ်ရင်အသုံးဝင်တာမဟုတ်ပဲလောကီနယ်ပယ်မှာလည်းအသုံးဝင်တဲ့နီးတွေဖြစ်ပါတယ်။စောင့်ဘုတ်အနေနဲ့အတူနီကသူတီလမုချတိနိုင်ဤအတူပြောကသူတီလမုချတိနိုင်ဤဘေးရန်ရှိသည့်ခါသူတတ္တိမှန်စွာတိနိုင်ဤဆွေးနွေးသည့်ခါသူပညာမှန်စွာတိနိုင်ဤဗုဒ္ဓညွန်လက်လူကဲခန့်မှတ်အပ်ဤပုံတီးဆိုတဲ့ဗုဒ္ဓလူကြ လူကဲခန့်နီးတွေကိုလူတိုင်းမှတ်သားထားသင့်ပါတယ်။လူကြောင်ပေါင်းကြီးမသိဆိုတဲ့စကားအတိုင်းအပေါ်ယံကြည့်ုံနဲ့မရပါဘူး။ရင်းရင်းနှီးနှီးပေါင်းကြီးအချိန်ကြကြာပေါင်းကြည့်ပြီးအပြောနဲ့အလုံညီရလားဆိုတာအကဲခတ်ရပါမယ်။ဒါမှလူကောင်းဟုတ်မဟုတ်ခွဲခြားနားလည်နိုင်မှာပါ။လူတယောက်ရဲ့စိတ်ကိုစာအုပ်တအုပ်လိုဖတ်နိုင်မှုသူတို့ပြောတာကိုမယုံဘူး။သူတို့လက်တွေ့လောက်တာကိုပဲယုံဘူး။သူတို့လိုချင်တာတွေမရတဲ့အခါမှာဘလို့ပုံစံမျိုးဖြစ်သွားလဲကြည့်ဖို့ လူတယောက်ရဲ့ပုံစံအစစ်မှန်ကသူလူချင်းနာမရတဲ့အချိန်မှာပေါ်လာတဲ့ဆိုတာကိုအမြဲတမ်းကြည့်ပြီးအကဲခတ်ဖို့လဲလိုပါတယ်။သူနဲ့ကိုယ်နဲ့အချိန်အများဆုံးရှိနေချိန်မှာဘယ်လိုခံစားရလဲ။သူနဲ့ရှိရင်ကိုယ်စိတ်ကအပြူသဘောဆောင်နဲ့အကောင်းမြင်စိတ်တွေများများဖြစ်စေလား။စိတ်ကပျော်ရွှင်ရလား။ဒါမှမဟုတ်သူနဲ့စကားပြောလိုက်တိုင်းစိတ်တက်ကြပြီးကိုကိုကိုအားငယ်သိငယ်ရလား။ကိုအားနေချက်ကိုအသုံးချပြီးကိုကိုစိတ်ထိခိုက်အောင် လုပ်လားဆိုတာတွေကိုအမြဲအကဲခတ်ပြီးသတိထားလေ့လာနေရပါမယ်။ ုလောကကြီးဟာစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးအုပ်ချုပ်ရေးတာယီသမီးရေးအိမ်အောင်ရေးစတဲ့အရေးကိစ္စတွေကြောင့်အလွန်ရှုပ်ထွေးပါတယ်။ဒါကြောင့်မှမှန်ကန်ကန်ဆုံးဖြတ်တတ်မှလူကဲခတ်ပြီးလူကောင်းလူဆိုးခွဲခြားတတ်မှကိုယ့်ရဲ့ဘဝခီးလမ်းမှာအတွင်းစိတ်ကောက်ကျစ်တတ်တဲ့သူတွေမကောင်းချင်တဲ့လူတွေရန်ကားနေရှောင်နိုင်ပြီးလမ်းခီးဖြောင်မြူမှာပါ။မမှန်ကန်ကန်ဆုံးဖြတ်တတ်ဖို့အတွက်လူတိုင်းပေါ်ယုံကြည်လိုတာမျိုးတွေမလုပ်ပဲလူယုံထားပြီးမျက်စိမှိတ်ယုံကြည်မနေပဲ ကိုယ်တိုင်ကလည်းအမြဲတည်ထားပြီးရေရှည်အတွက်လူတွေရဲ့အတွင်းစိတ်ကိုအကဲခတ်ဖို့လိုပါတယ်။အကဲခတ်မှလည်းအဖြူမဲကွဲမှာပါ။အဖြူမဲကွဲဖို့အတွက်မြတ်စွာဘုရားဟောကြားခဲ့တဲ့လူကဲခတ်နည်းလေးနည်းကိုလိုက်နာကျင့်သုံးရင်လူတိုင်းအတွက်ဘဝအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်။ဒီ channel လေးကအကျိုးရှိစေတယ်ဆိုရင် like and subscribe လုပ်ပြီးဗီဒီယိုလေးတွေကို VPN ခန့်ကြည့်ပြီးအပိနိုင်ပါတယ်ရှင်။ဘက်စင်တိုင်းဗီဒီယိုအစ်စ်လေးတင်သိနိုင်မှုအတွက် notification လေးကိုနှိပ်ထားလို့ရပါတယ်။အခုလိုအချိန်ပေးပြီးနားထောင်ပေးတဲ့သူတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။